ကွေးတိုင်းဆက်လင်းမြို့နယ်ဆင်ပြူကျွမြို့ရှိနွယ်တမဲသဒ္ဓါဂိတ်တွင် ထိုင်ချထားတဲ့ခလရ25လေးတက်ရင်မှာစစ်မှုထမ်းတပ်သားတဲ့ထက်မြက်ထွန်းသည်တနတ်တလက်နှင့်ခဲရံများယူဆောင်ကမင်းဘူးခရိုင်အမှတ်9တက်ရင်ထံလင်းဝင်ရောက်ခဲ့ပါတယ်။၎င်းကိုဂုံပြုစုငွေကျပ်သိန်း100ရှိမြင့်ခဲ့ကြောင်းတာဝန်ရှိသူတို့ကပြောပါတယ်။ထက်မြက်ထွန်းသည်2023ခုနှစ်ဇူလိုင်လတွင်ပြင်ဦးလွင်မန္တလေးလမ်းပေါ်တွင်ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရသူဖြစ်ပါတယ်။၎င်းသည်တောင်ကြီးဟိုပုံမြို့တွင်စစ်တပ်နှံတက်ရောက်ပြီးပခုတ်ခူတက်မတရားတက်မတစင်ခလာရ254သို့ရောက်ရှိခဲ့ပါတယ်။ယခင်ကတော်လှန်ရေးထောက်ဖို့ရဲဘော်ဟောင်းတဦးဖြစ်သူထက်မြတ်ထွန်းသည်စက်တင်ဘာ20ရက်တွင် MA2 တနတ်တလဲဂျီပေါက်3ခုဘဝိုင်းတစ်ခု လက်ပစ်ဘုံတစ်လုံးနဲ့5.56မမ G145 တောင်ဖြင့်အလင်းဝင်ခဲ့ပါတယ်။ကိုဖိုးထက်ဟာ မိမိဆန္ဒအရပြည်သူဘက်ကရက်တည်ပြီးအကျန်းဖက်စစ်တပ်မှယုံထွက်ခဲ့တာပါသူ့ကိုညီမဖြစ်သူကတဆင့်ကျွန်တော်တို့တိုက်ရင်နဲ့ချိတ်ဆက်ပြီးလုံခြုံစွာပို့ဆောင်ခဲ့ပါတယ်တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့အလင်းဝင်လာသူများကိုအမြဲကြိုဆိုနေပါတယ်လို့မင်းမှုခရိုင်အမှတ်၅တပ်ရင်းမှတာဝန်ရှိသူကပြောပါတယ်အလားတူတနင်္သာရီတိုင်းတရချောင်းမြို့နယ်ခမာရ၄၅တပ်ရင်းမှစစ်မှုထမ်းတပ်သားတဲ့မောင်ဝေဒီစက်တင်ဘာ၁၈ရက်တွင်တနက်မပါပဲ တဝဲမျိုးသားလွတ်မြောက်ရေးတက်ပြီးတော့ DNLA ဒူရကစစ်ကြောင်းထံလင်းဝင်ရောက်ခဲ့ပါတယ်။၎င်းသည်တောင်ငူမြို့နယ်အောက်ကွင်းတွင်စစ်မှုထမ်းတင်နန်းအပတ်စဉ်၁၁တက်ရောက်ခဲ့သူဖြစ်ပါတယ်။အလင်းဝင်လာသူတွေကိုကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။အကြမ်းဖက်စစ်တပ်က ရုံးထွက်လာသူတိုင်းကိုမင်းမှုခရိုင်နဲ့ဆက်ဆက်တော်လှန်ရေးတပ်ဖွဲ့များကလက်ခံကြိုဆိုမှာဖြစ်ပါတယ်လို့မင်းမှုခရိုင်မှတာဝန်ရှိသူကနှိုးဆော်ပြောကြားခဲ့ပါတယ်ရှင်။